လူဆယ်ယောက်မှ9ယောက်လောက်ကမတိကြပါဘူး။ကျပ်ပေါင်းကိုအိုးထဲထည့်ကျော်လိုက်တဲ့အခါမှာအိုးချတာနဲ့ဟိုတယ်ကြီးတွေမှာဈေးကြီးကြီးပေးဝယ်စားရတယ်။နာမည်ကြီးအစားအစာဖြစ်သွားနိုင်ပြီးတော့ကလေးရောလူကြီးပါကြိုက်ကြပါတယ်ခင်ဗျာ။အိမ်မှာကိုယ်တိုင်လုပ်မယ်ဆိုရင်တော့ကုန်ကြားစရိတ်တက်တာတွေအပြင်အရာသာလည်းရှိပါတယ်။ကျပ်ပေါင်းတချို့ကိုပြင်ဆင်ပြီးတော့အယိုးထုတ်ပေးပြီးတဲ့အခါမှာဒါးဆောင်နဲ့ရိုက်ပေးလိုက်ပါမယ်။အဲ့လို့ဆိုရင်တော့အကြက်လွယ်စီပြီးတော့အရာသာလည်းပုံဝင်လွယ်စီပါတယ်။ အဲနောက်ချင်းကြက်တော်မိတ်ထဲဟင်းချက်အရက်ဆမ်းပြီးတဲ့အခါမှာတမအောင်နေပြီးတော့နိုင်ဝက်လောက်နှက်ပေးထားလိုက်ပါမယ်။ဦးရဲစီပူလာရင်တော့ကြက်ပေါင်းတွေကိုဦးရဲထဲကြော်ပြီးတော့မီးအလှလန့်နဲ့ညနေပြည့်နှစ်ဖက်လုံးရှေးဝိုင်းအောင်တန်းကျွရအောင်ကြော်ပေးလိုက်ရင်တော့ရပါပြီခင်ဗျာ။ အရသာအတွက်တာရီယာကီဆော့အနေငယ်ဆန်ပြီးတဲ့အခါမှာရေနှဲငယ်ထည့်ပြီးရင်9မိနစ်6မိနစ်လောက်အဖုံးအုပ်တည်ထားပေးလိုက်ပါမယ်။ကြားထဲမှာအပေါအောက်လှန်ပေးပြီးတဲ့အခါမှာအနှစ်ချောင်းတည်ပေးလိုက်ရင်တော့ရပါပြီခင်ဗျာ။အသင်ရှိနေမယ်ဆိုရင်တော့နှမ်းလက်တစုပ်ဖြူပြီးတဲ့အခါမှာနောက်ဆုံးအနေနဲ့အတုံးလေးတွေတုံးပေးလိုက်ရင်တော့စားလို့ရပါပြီ။ဒီလိုချက်ထားတဲ့တာရီယာကီချက်တာနက်ကမှွေးပြန့်အရသာရှိပြီးစားလို့ကောင်းလို့ဂျိုင်းနေတဲ့တဲ့ဆိုရင်တော့လူကြီးမင်းတို့လည်းလိုက်လို့စားကြည့်လိုက်တော့နော်။ဒါကဟိုတယ်ကြီးတွေမှာရန်နေမယ်ကြီးတယ်။ဂျပန်ဟင်းလျာအစ်စ်ပဲဖြစ်ပါလေ။ ။နုံညံ့အေးဆက်မွေပြန်ပြီးတော့အဲ့တဲ့တိုင်းမှစားကြတဲ့ဟင်းလျာတကူပါ။တကယ်ကိုမှမွေပြန်ရတာရှိပြီးတော့တကယ်တော့ချက်နီးကလည်းအရန်ကိုယိုရှင်ပါတယ်။ဒါဆိုဘယ်လိုလုပ်ရလဲဆိုတာကြည့်လိုက်ရအောင်။ကြက်ပေါင်၃ခုကိုရင်းနှွေးဖြောပေးလိုက်ပါမယ်။အဲ့လိုမှသာအရေကုန်ကပို့ပြီးတော့တင်းတင်းလေးဖြစ်သွားသလိုခံစားရပြီးတော့ချက်တဲ့အချိန်မှာအလွယ်တကူမပေါက်ပြဲတော့ပါဘူး။အရာသာရှိစေတဲ့အဓိကချက်ဖြစ်တဲ့ဒီအရာသာမဟုတ်တထုပ်ဘဲငက်ပြားကြီးအကျဲတစုံ၊ဘဲစီတစုံတဲ့တမအောင်တုပ်ပေးလိုက်ပြီးတော့၁၀မိနစ်နှက်ထားလိုက်ပါမယ်။ ပကံများထဲမှာပကံလုံးတစ်လုံးကိုမှောက်ထည့်ပြီးတော့နှစ်ထားတဲ့ကြက်ပောင်တွေကိုပကံထဲစီထည့်လိုက်ပါမယ်။သူထဲမှာကျင်းပြားတရုပ်စည်းသည့်နီရှလုံးနဲ့ကိုချီဖြူးပြီးတော့ရေစုလာရင်တော့မီးပြပြင်းနဲ့25မိနစ်ပေါင်းပေးလိုက်မယ်ဆိုရင်အဖုံးဖွင့်လိုက်တာနဲ့ငွေရနှန်းကနှာပြားဝါကိုဝင်ရောက်လာမှာပဲဖြစ်ပါလိမ့်။အဲနာမှာကြက်ပေါင်တွေကိုယူထုတ်ပြီးတော့အလေကားပကံလုံးကိုလည်းဖယ်လိုက်မယ်ဆိုရင်တော့အာဟာရပြည့်ဝတဲ့ကြက်ပေါင်ကြီးကိုရပါပြီခင်ဗျာကြက်ပေါင်တွေကိုအေးအေးခံပြီးတဲ့နောက်မှာတော့အတုံးလေးတွေတုံးပေးလိုက်မယ်ဆိုရင်တော့ပကံထဲပြင်လို့ရပါပြီ အပေါ်ကုံမှွေးပြန်ပြီးတော့အသားကနူညံ့အီဆန်နေလို့ခလေးတွေအရန်ကြိုက်ကြပါတယ်ခင်ဗျာအယိုးထဲအထိမှွေးနေတာမို့လို့လူကြီးမင်းတို့လည်းလိုက်ချက်စားကြည့်လိုက်တော့နော်နောက်ကြအိမ်ကိုချက်တောင်မှန်ဝဲလာမယ်ဆိုရင်တော့ကိုလာချက်တောင်မှန်ပဲချက်မစားပါနဲ့တော့ကျွန်တော်ချက်တလို့လေးလိုက်ချက်စားကြည့်နော်မှွေးပြန်ကြွရပြီးခလေးတွေအရန်ကြိုက်ကြတယ်လို့လုံကြီးကလည်းယိုရှင်ပါတယ် အရင်ဆုံးစက်တောင်မန်ကိုထတ်ချန်ချမ်းမိတဲ့အခါမှာအရသာဝင်လျောင်းလှုပ်လိုက်ပါမယ်။ PPD ရဲ့နောက်မှာတော့စက်တောင်မိတ်ပိုင်းဂျင်းမြင်းဟင်းချက်ရဲ့တစုံဘင်းကံပြာရဲ့အခြေတစုံစက်တောင်ဖြူရနဲ့စားရတာမဟုတ်သေးလက်နဲ့တမအောင်နေပြီးတော့မိနစ်20ကျော်လောက်နှတ်ထားလိုက်ပါမယ်။စီဘူးလာရင်စက်တောင်မန်တွေကိုထည့်ပြီးတော့မီးအလှယ်လန့်နဲ့ဖြည်းဖြည်းချင်းကြော်ပေးလိုက်ပါမယ်။ညိုပြီးတော့ကြွရွာလောင်အထိကြော်ပြီးပြီဆိုရင်တော့ကျက်တော်အနေနဲ့ငရုတ်ပွားအနီအစိမ်းထည့်လိုက်ပါမယ်ခင်ဗျာနောက်ဆုံးအနေနဲ့မိပြင်းပြောင်းပြီးတော့တမောက်ဝေကြော်ပေးလိုက်ရင်တော့ရပါပြီခင်ဗျာ ။နောက်ကြာစက်တောက်မန်ဝဲလာလို့ဘလို့လှူစားရမှန်းမသိဖြစ်နေတယ်ဆိုရင်တော့ဒီလိုစက်တောက်မန်ကြော်လေးကိုလှူစားကြည့်ပါ။စက်သွုံဖြူရင်နဲ့မှွေးပြန့်ပြီးတော့ကြွရွာနေလို့အင်္ဂါလူကြီးရောခလေးပါကြိုက်ကြပါလေ။စက်သားနဲ့ပတ်သက်လာရင်တော့ဒီ sequence style ငရုပ်ပွားစက်သားကြော်ကစားမြိတ်ဟင်းလျာတစ်ခွက်ပဲဖြစ်ပါလေ။ထုံထုံဆက်ဆက်လေးနဲ့မှုပြန့်အရသာရှိတဲ့အတွက်စားပြီးတာနဲ့မမေ့နိုင်ဖြစ်စီမှာပါအရင်ဆုံးစက်သားကိုအပိုင်းလေးတွေရအောင်ခုတ်ပြီးတော့ပကံနဲ့ထည့်ထားလိုက်ပါမယ် သူတွေကိုစက်တော်မိတ်ပိုင်းစားနဲ့ငရုတ်ကောင်းမို့ဟင်းချက်အရက်ထည့်ပြီးတော့နှိမ့်နှံပြအောင်လုပ်လိုက်ပါမယ် ဟွာချောင်းစီထထည့်ပြီးတဲ့အခါမှာတော့လည်းနဲ့တမအောင်နေပြီးတော့15မိနစ်နှက်ထားလိုက်ပါမယ်ခင်ဗျာအဲဒီနောက်မှာတော့စီပူလာရင်တော့ဩရဲထည့်ပြီးကြဲရည်ကုန်တွေကစီထွက်လာအောင်လို့ဖြည်းဖြည်းချင်းကြော်ပြလိုက်ပါမယ်အဲဒီနောက်မှာတော့ကြက်တုံဖြူနဲ့ဟွာချောင်းအစိမ်ဟော့ပေါ်နှစ်ကိုထည့်ပြလိုက်ပြီးတော့မီးပြပြင်းနဲ့အရသာဝင်အောင်လို့မှုကြော်ပြတဲ့နောက်မရုပ်ပါစိမ်တပကံမှာထည့်ပြလိုက်ပါမယ်နောက်ဆုံးအနေနဲ့၄၅၆ချက်9ချက်လောက်မှုကြော်ပြပြီးရင်တော့ဦးချလို့ရပါပြီခင်ဗျာထုံထုံဆက်ဆက်လေးနဲ့အရသာဝင်ပြီးတော့ထမင်းနဲ့လိုက်ပါပါလိမ့် နွေရာသီရောက်တာနဲ့တမိသားစုလုံးကစက်သားတုံစားရတာကြိုက်ကြပါတယ်တကယ်တော့သူ့ကိုလုတ်တဲ့နီလန်ကအရန်ရိုးရှင်ပါတယ်ခင်ဗျာအရင်ဆုံးကြက်ပောင်ကိုရေမစူးခင်ဦးရဲထည့်ပြီးတော့ကြက်တော်မေဂျင်းနဲ့ဟင်းချက်အရက်တစုံထည့်ပြီးညှိနှံပြောင်းအောင်လုပ်လိုက်ပါမယ်ခင်ဗျာအဲ့ဒီနောက်မှာတော့စားရတာမို့တထုပ်ထည့်ပြီးတဲ့အခါမှာအတင်းရှိမယ်ဆိုရင်တော့အယောင်တင်မှုဝမ်ကြီးစီထည့်ပြီးတော့မိနစ်30ကျော်လောက်ပြုတ်ပေးထားလိုက်ပါမယ်ခင်ဗျာ ဆဲထုတ်ပြီးတဲ့အခါမှာတော့ရေခဲကြီးနဲ့ခနာဆင်ပေးလိုက်မယ်ဆိုရင်တော့ပိုထုတ်ထုတ်လေးဖြစ်စီပါတယ်။အဲဒီနောက်မှာတော့အသားတွေကိုနှွာပြီးတော့ပကံထဲထည့်ထားလိုက်ပါမယ်။သူတွေကိုကျက်သွုံဖြူနှနှုတ်စင်၊မယုတ်သီနီ၊ကျက်သွုံမိန်နှနှုတ်စင်၊နနံပင်၊နှမ်းလော၊ကျက်ပြုတ်ရည်နှစုံ၊မယုတ်စီနှစုံထည့်ပြီးတော့နေပေးလိုက်ရင်တော့ရပါပြီခင်ဗျာ။စားရတာမို့ရတာနဲ့အတူ ပူဆံမွေးအရသာပါတွဲပါနေလို့နွေရာသီနဲ့အရန်တင့်တော်တဲ့ဂရင်းပွင့်ဟင်းလျာတစ်မျိုးပဲဖြစ်ပါတယ်။ဒီလိုပြုတ်လုပ်ထားတဲ့ကြက်မြင်တောက်ကထထုပ်လေးနဲ့နူးညံ့ပြီးတော့ပူဆံမွေးအရသာရှိပါတယ်ခင်ဗျာ။